ကျွန်တော်ရဲ့ဂင်းစကီမင်ကီယော50စီစီအတန်းမှာဘာဒီတင်ပြရလဲဘလို့တင်ပြရလဲဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးရှင်းလုပ်ပြချင်ပါတယ်။အဲ့တော့ကျွန်တော်တင်နာမှာကဒီပထမဆုံးကတော့ကျွန်တော်ဒီဆောက်လေးကိုအသုံးပြုပြီးတော့တင်ကန်းစာလေးတင်ပြတယ်။အဲ့တော့ဒီဆောက်ဆိုတာကလည်းပဲဒါဒီဆောက်ထည့်ရတင်လေးပါတယ်အကြောင်းအရာတင်လေးမဟုတ်ဘူး။ကျွန်တော်အပြင်က knowledge တွေပေါ့နော်။အဲချီချီကြီးတွေကိုလည်းကျွန်တော်ထည့်ပြီးတော့ပြောတယ်။ပြီးရင်ကျွန်တော်လာမပေါ်မှာတည်ထားမဲ့တည်ထားမဲ့ချက်လေးကိုလည်းကျွန်တော်တစ်ခါတည်းထည့်ပြီးပြောတယ်ပေါ့နော်။ပြီးရင်ဆောက်မွဲမှာဒါဟိုထွက်များတဲ့ပုံစံလေးပေါ့နော်ဒီလိုမျိုးလေးမေးနိုင်တဲ့ဆိုတာမျိုးကျွန်တော်တစ်ခါတည်းရှင်းပြီးတော့ ပြောပြတယ်ဘောနောပြီးရင်ဒီဆောက်ထဲမှာကျွန်တော်တို့အဲရေးကြည့်ရချက်တွေဆိုရင်ကျွန်တော် ဒီချက်တွေရတော့ဒါဆောင်းဝဲမှာပါများမယ်ဒီဟာတွေကတော့အဲမှတ်မှတ်လေရတယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးရှင်းပြရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကကိုကတော့ကိုဖတ်တာနဲ့ကျွန်တော်တင်ပြရနေရတော့ဒူမှာမဟုတ်ပါဘူးနောက်တစ်ခုကဒီဆောက်ပဲလားဆိုတော့အဲ့လိုမဟုတ်ပါဘူးကျွန်တော်ဒီဆောက်ပြီးသွားပြီဆိုရင်ဒါဆောင်းဝဲမှာအထွက်များမယ်ပေါ့နော်ကျွန်တော်မေးခွန်းတုံးစုံလုပ်ပေးတယ်အဲ့ဒါပြီးရင်အဲ Google ကနေမေးခွန်းဟောင်းလေးစုံထပ်လုပ်ပေးရပေါ့နော်အဲ့ Google ကမေးခွန်းဟောင်းလေးစုံကတော့ဒါကိုကတော့ကို subscribe လောက်ရတယ်ဒါပေမဲ့ဒါမသိရင်မေးမြန်းလို့ရတဲ့ပုံစံမျိုးလုပ်ပေးထားတယ်ပေါ့နော်အာအဲ့ Google ကမေးခွန်းဟောင်းလေးစုံကလည်းတော်တော်ကောင်းတယ်ပေါ့နော်ဆောင်းဝဲမှာ ထွန်များပါတယ်။ Okay အဲ့ဒါပဲလားဆိုတော့အဲ့ဒါတွေမဟုတ်သေးဘူးပေါ့နော်။ပြီးရင်ကျွန်တော်တို့အာစာမွေးမှာဒီကျွန်တော်တို့အမှားလွယ်တယ်ပေါ့နော်။အမှားလွယ်တယ်မေကွန်းပုံ20လုပ်ပေးတယ်။ပြီးရင်နောက်တစ်ခုကကျွန်တော်ကျွန်တော်တို့စာမွေးမှာဒီတီထားမယ်ဒီထားမယ်ချက်လေးပေါ့နော်။ဒီစဉ်းစားပုံစဉ်းစားနည်းလေးတွေအတွက်ကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ပေးတယ်။အဲ့ဒါပြီးသွားပြီးဆိုရင်တော့ အဲဘာလာမလဲဆိုတော့အဲ့အပြင်တော့ကျွန်တော်တို့ဒီဆိုင်ငယ်ဝယ်နည်းတွေတင်ပြမယ်ပြင်ကျွန်တော်ဆိုင်ငယ်စီတန်နေဆိုင်ငယ်မက်ဂျီနေပေါ့နော်အစအဆုံးတင်ပြတယ်ပြောချင်တာကျွန်တော်တင်တန်းကဟိုဆိုင်ငယ်လိုင်စင်ယူယုံတင်လေးမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီဆိုင်ငယ်ဝယ်နည်းထီတင်ပြရလို့ပြောလို့ရပါတယ်နောက်တစ်ခုကကျတော့ဒီကျွန်တော်တင်ပြတဲ့အချိန်မှာပေါ့နော်ကျွန်တော်ကဒီရင်စိကလန်းစိကန်းတွေကိုစာမွေးအောင်ဖို့တင်လေးတင်ပြတာမျိုးမဟုတ်ပါဘူးကျွန်တော်ဒီလက်တွေ့လက်မှတ်ပေါ်မှာမောင်းတဲ့အချိန်မှာအာစာအုပ်နဲ့ပေါ့နော် ဒီရင်စိကလန်စိကန်နဲ့အပြင်မှာမောင်းနေပုံစံနဲ့ကွာခြားရရှိတယ်ဆိုတော့ဒီဘက်နေဒီဘက်နေတော့ဒီလိုရှိပါတယ်ဆိုတာမျိုးကျွန်တော်တခါတည်းရှင်းပြီးတော့ပြောပြပေးတယ်ပေါ့နော်အဲ့တော့တေချာတကူကဘာလဲဆိုတော့ကျွန်တော်တင်တန်းတက်ရင်တော့တေချာတယ်ကျွန်တော်တင်တန်းမှာတင်ပေးတဲ့တင်ကန်းစာတွေကိုတေချာကျင်ရက်တယ်ဆိုရင်တော့ကျင်းနေပါကျွန်တော်တို့ စာမွေးအောင်နေပေါ့နော်ဒီ Kinsic Gaming ရော 50cc ဆိုင်ငယ်လိုက်စင်ယူနိုက်မှာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ဘက်ကအာမခံနိုင်နေပေါ့နော်ဒါပေမဲ့တခုတော့ရှိသေးကျွန်တော်ပြောတဲ့အတိုင်းအဲကျွန်တော်တင်ကစားတွေအကုန်လုံးလိုက်ပြီးတော့ကြည်ပေးနိုင်ဖို့လိုအပ်တယ်ပြီးရင်ဟိုမတိတာကိုကျွန်တော်တို့တိကျကျမေးမြန်းပေးဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တင်တန်းတက်ပြီးသွားပြီဆိုရင်ဒီ Kinsic Gaming ရော 50cc ဆိုင်ငယ်လိုက်စင်ယူပြီးသွားပြီဆိုရင်ရှေ့လျှောက်ပေါ့နော်ကျွန်တော်ဒီကားလိုက်စင်ယူတဲ့ချိန်ပဲဖြစ်ဖြစ်ဘင်ကြီးလိုက်စင်ယူတဲ့ချိန်မှာဖြစ်ဖြစ်အခက်အခဲရှိမှာမဟုတ်ပါဘူးအခက်အခဲမရှိဘူးဆိုတာကဟိုကျွန်တော်တို့ဘင်ကြီးလိုက်စင် ဒီတဲ့နဲ့ဒီကျွန်တော်တို့ရင်စည်းကမ်းလမ်းစည်းကမ်းနေလေ့လာစရာမလိုတော့ဘူးလားဒီကားလိုက်စင်းနဲ့ပတ်သက်တဲ့ရင်စည်းကမ်းလမ်းစည်းကမ်းနေလေ့လာစရာမလိုတော့ဘူးလားဆိုတော့အဲ့လိုမျိုးမဟုတ်ပါဘူးလေ့လို့လေ့လာရမယ်ဒါပေမဲ့အဲ့လိုလေ့လာတဲ့အချိန်မှာအများကြီးထောက်ကူပြုလိမ့်မယ်အခက်အခဲရှိမှာမဟုတ်ဘူးလို့ကျွန်တော်ကဆိုလိုချင်တာပေါ့နော်โอเค အဲ့တော့ဟိုဒီ Gensic Gaming ကို 50cc ဆိုင်ကလိုင်းတဲ့ယူတဲ့ချိန်မှာဒါကိုယ့်အနကို subscribe ကောင်းကောင်းလုပ်နိုင်ပြီးတော့အဲယူနိုင်နေဆိုရင်ဒါကိုယ့်အနကိုယူပေါ့နော်ဒါဟိုကျွန်တော်အနေနဲ့ကျွန်တော်တင်နိုင်ကြီးမဖြစ်နေတက်တက်ရမယ်ဆိုတော့မျိုးမဆိုလိုပါဘူးတက်စရာလည်းမလိုပေါ့နော်အဲ့တော့ကိုယ့်အနကို subscribe လုပ်ဖို့ခက်ခဲရှိတယ်ဟိုအဆင်မပြေဘူးပေါ့နော်ကိုယ့်အနကို subscribe လုပ်ပြီးခဏခဏတော့ဖြည့်ရကြတယ်ဆိုတော့လို့လူတွေကတော့ကျွန်တော်စီမှာတင်နိုင်လာတဲ့လို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုတော့ဒါကိုယ့်အနကို subscribe လုပ်လဲပြန်တာမရှိဘူးပေါ့နော် Okay ကျတော့ဒါပဲ以上。